မင်္ဂလာပါကလေးတို့ရေဒီနေ့ဖပြမယ့်ပုံမြင်လေးကတော့မိတ်ကောင်းဆွေမောဟုတ်ရှိရှိကတောင်းအုပ်တဲမှာရေတဖန်းမင်ကြီးကတော့ကောင်းတဲ့နေနဲ့မဲကြောကြားတာပေါ့ဘလို့ကောင်းတဲ့နေနဲ့နမဲကြောတယ်ဆိုတော့အရာသာရှိချုံမိန်လာတဲ့ရေတဖန်းကြီးတွေ ပေါ်ကျွင်ဝလာရင် အရေးအရန်ကောင်းလို့အေးမြနေတာရေချောက်ပေါ့ဒီတဖန်ပေါက်လေးဘွားတော့ငါဘသူမှမသိတဲ့သူ့စီကိုအခုဆိုရင်ငှက်တွေအများကြီးမိတ်လာဖွဲ့ကြတယ်ဒီတဖန်ပင်ကြီးဟာဘသူကိုဖြစ်ဖြစ် ပြုံးရှင်ချူသားစွာနဲ့ကြိုးစူနေတာပဲသူ့ရဲ့ချူမြလာတဲ့ဒီတဖန်သီးတွေကိုရရရရချူးမွေးတယ် ဆိုင်အင်းမြနေတဲ့အကန့်ခတ်တွေပေါ်မှာနေစီတယ်။တပင်ကြီးပေါ်မှာတော့ငှက်မျိုးစုံတတရရာပျော်ရွှင်စွာနဲ့ရှိနေကြတာပေါ့။ဒီလိုနဲ့တည့်ရတော့ချင်းငှက်လေးတစ်ကောင်ကရောက်လာတယ်။ချင်းငယ်လေးဟာမဲပြီးမှွေးချိုင်နေတဲ့တဖန်သေးလေးကိုမြင်တဲ့အခါ တော်တော်လေးဗိုက်ဆာသွားတယ်။ချင်းညက်လေးကစဉ်းစားတယ်။သူသာဒီမှာနေထိုင်ခွင့်ရမယ်ဆိုရင်တိတ်ကိုကောင်းမှာပဲ။တိတ်ကိုကောင်းနေဘဝကိုရမှာပဲလို့တွေးမိတယ်။ဒီတဖန်မင်ကြီးကိုအခုလိုမေးတဲ့။ခညာစုပြေလာတဲ့အိယာမရေတဖန်မင်ကြီးရဲ့ကျွန်တော်ဒီမှာနေခွင့်ပြုပါလား။ ဒီတဖန်းဒီချချိုလေးတွေကိုလည်းကျွေးပါနော်ဒီတဖန်းဒီဟာဘယ်ငှက်ကမစိုးပြောခဲ့တဲ့ဒေသအတိုင်းပဲပြန်ပြောခဲ့တယ်ချင်းငှက်လေးရေခွင့်တောင်းစရာမလိုပါဘူးကွာနတ်နေရာဟာ အားလုံးအတွက်ရှိနေတာပါဒီတော့ပြောင်းရှင်သွားတဲ့ချင်းငက်လေးဟာဒီပကန်းလေးမော်မှာပဲတခြားငက်တွေနဲ့အတူနေထိုင်တာပေါ့ ရေတပန်းလေးချချုံလေးတွေကိုစားတယ်။သူ့အပါဝင်ငှက်တွေအားလုံးဟာပျော်ရွှင်စရာအကောင်းဆုံးနင်းရက်တွေကိုပိုင်ဆိုင်ခဲ့ရတာပေါ့။ဒါပေမဲ့ဘလို့နင်းရက်တွေပဲဖြစ်ဖြစ်နောက်ဆုံးမှာတော့ကုံဆုံးသွားရစမြဲမဟုတ်လား။သူတို့ရဲ့ရေတပန်းမြင့်ကြီးစီကိုလည်းကန်ဆိုးမှုတွေဟာရောက်လာတာပေါ့ အမေကန်ဆိုးမှုကတော့တောမီအဖြစ်နဲ့ရောက်ရှိလာခဲ့တာပဲတောမီကြီးအကြီးကျယ်လောင်းခဲ့တယ်မင်းဆိုတာအကျိုးပြုသလိုဖြစ်စီတဲ့အခါမှာလဲပုံးနဲ့လက်နဲ့အဖြစ်သုံးနေတောအောင်ဟာအကြီးကျယ်ဖြစ်စီရတော့တာပဲတခြားအပင်တွေအများကြီးနဲ့အတူ ဒီတပန်းမင်ကြီးဟာလည်းတော်မီလောင်လာခံလိုက်ရတာပေါ့အချိန်ကစိမ့်ဆူပြီးအတန်နဲ့ဆူညံနေတဲ့တပန်းမင်ကြီးဟာခြောက်တွေ့ပြီးတတိဝလန်နေလည်းမပေးနိုင်တော့ဘူးရှားဒီဥတုကလည်းပူလောင်လှတာမို့ဒီတပန်းမင်ဟာ မကြခင်တင်ရတော့မှာပေါ့ ုကညာငှက်တွေဟာတဖန်မင်ကြီးနဲ့ဝေးရကိုထွက်ပြေးသွားကြတယ်။သူတို့ရဲ့ဥတီယာကတော့နောက်ထပ်ตายရတဲ့တပင်ကြီးတစ်ခုစီကိုပေါ့လေ။ဒါပေမဲ့ကျင်းငှက်ကလေးကတော့ခြောက်သွေ့နေတဲ့ရေတဖန်မင်ရဲ့အကိုင်းတစ်ခုမှနားနေတယ်။ငယ်ကြီးချင်းရက်ကလေးရေမင်းကမတော်သေးဘူးလားကွယ် ဒီနားတဝိုက်မှာတော့မင်းအတွက် စားစရာနေစရာ အမတန်ခက်ခဲချစ်တဲ့တော့မှာပဲဒီတဖန်မင်းကြီးကနားလဲစွာနဲ့ချင်းညက်ကိုပြောင်းလိုက်တယ်ကျေးဇူးရှင်ဒီတဖန်မင်းကြီးရေကျွန်တော်ဟာသူ့ပင်ကြီးကိုမင်းပြီးအချိန်အကြာကြီးနေထိုင်ခဲ့ရပါတယ် ူလိုချိန်မှာသင်ဒုက္ခရောက်တဲ့အချိန်မှာသင်ကိုထားပြီးကျွန်တော်မထွက်သွားပြစေနဲ့။ရေကန်တကန်ရှိရာကိုကျွန်တော်ပြန်သွားပြီးရေတွေယူလာပါမယ်။ဒီရေတွေနဲ့သူပင်ကြီးကိုပြန်လည်စုပြင်စေရပါမယ်။ဒီတော့သူပင်ကြီးကအိုးကျင်းရက်ကလေးရဲ့ မင်းရဲ့တစ္ဆာဆောင်ပေးမှုကိုကျေးဇူးတင်ပါတယ်။ဒါပေမဲ့ငါကတပင့်အကြီးကြီးတပင့် အကြီးကြီးကိုချင်းငဲ့လေးရဲ့ပစက်မငုံလာမဲ့ရင်လေးတွေနဲ့အသက်ပြောင်းဝင်မဲဆိုတာမိုက်မဲတဲ့အကြံစီပါပဲ။ရှားဒီဥဒုကလည်းပူလောင်လှပါပြီနဲ့။ယေရှိယကိုမင်းအဝေးကြီးတွားရအောင်မဲ့။ ပြီးတော့မင်းအတွက်လဲစားဖို့တောက်ဖို့ရှာရအောင်မယ်။ငါကလေးဟာဘာမှပြန်ပြောနိုင်တော့ဘူး။ဒါပေမဲ့ तू ကတော့လက်မလျှော့ပါဘူး။နေ့တိုင်းရေရှိရနေရာကို အခေါက်ခေါက်ခါခါပြန်တမ်းပြီးရေနည်းနည်းစီတဲ့လာတယ်။ရေတဖန်မင်းကြီးရဲ့အောက်ခြေကိုရေကလေးတွေဖြန့်ပေးပြီး ပြန်လည်နန်းဆန်းအောင်ကြိုးစားနေတာပေါ့အခေါက်ခေါက်ခါခါပြန်ရလုံးလို့ညံ့ကလေးဟာတတော်လေးမောပန်းပြီးပြန်လာတာပေါ့ဒါပေမဲ့ညံ့ကလေးကတော့တရက်မှမနာခဲ့ပါဘူးလမ်းမှာငှက်ပေါင်းစုံနဲ့တွေ့တယ်။ငှက်တွေက ယူနေတဲ့ချင်းငှက်ကလေးလို့သတ်မှတ်ထားကြရဲ့ချင်းငှက်လေးဟာသူများတွေသူ့ကိုဘလို့ပြောပြောဂယူမဆိုင်ပါဘူးနေ့စဉ်ရေတွေတဲပြီးတဖမ်းမင်ကိုဖျက်မိတယ်သူအနားယူတဲ့အချိန်ရေတဖမ်းမင်ကြီးနဲ့အချိန်ကပျော်စရာကောင်းတဲ့နေ့ရက်တွေအကြောင်းစကားပြောကြတယ် ဒီတပန်းမင်းကြီးဟာသူ့ရဲ့အသက်မသေးခင်နောက်ဆုံးမိတ်ဆွေကောင်းတစ်ယောက်နဲ့အခုလိုနေထိုင်ခွင့်ရတာကိုပဲပျော်ရွှင်နေခဲ့ရပါပြီ။ကျင်းငတ်လေးနဲ့ဒီတပန်းမင်းကြီးတို့အကြောင်းကို လေဆောင်နဲ့ရေဆောင်နဲ့မြေဆောင်နဲ့တို့ကတွေ့ကြတာပေါ့။ကျင်းငတ်လေးရဲ့ခိုင်မာမြဲမြံတဲ့သစ္စာတရားအကြောင်းကို သူတို့ဟာမျက်မြင်သက်သေတွေပါပဲ။ ဒီလိုနဲ့နတ်သားတွေဟာအစည်းအဝေးကိုကောင်းကင်ဘုံမှာလောက်ကြတဲ့အခါနတ်တို့ကောင်းဆောင်တရားမင်းကိုဒီအကြောင်းပြောပြကြတယ်တရားမင်းကပြောတယ်ဒီလိုမျိုးကျေးဇူးတိတဲ့သစ္စာတိတဲ့ချင်းဟာ ရှားပါလှပါတယ်ကျင်းရလေးကတော့ဓာရီကိုမသိပါဘူးနေစဉ်ရီတွေသွားတင်လာတယ် ဒီတပန်းပင်ကြီးရဲ့ပင်ချေရင်ကိုဖျက်မိတယ်။ချောက်သွေးမဲနဲ့သွားတဲ့ဒီတပန်းပင်ကြီးဟာပြန်လေစိမ့်လန်းလာဖို့ဘလို့မှအခွင့်အရေးမရှိတော့ပါဘူး။ဒါကြောင့်တိတ်ဆုံးသွားဖို့နေရက်ကိုပဲစောင့်နေပါတယ်။ဒါပေမဲ့ဒီတပန်းပင်ကြီးဟာ သူမခင်စရာကောင်းပြီးခေါင်းမာတဲ့ငှက်ကလေးရှိနေတာကိုတော့သူသိနေတာပေါ့ တရက်တော်ချင်းငက်လေးနဲ့ရေတဖန်းပင်ကြီးစကားပြောနေတဲ့အချိန်မှာဖြိုင်းငက်လေးတကောင်ကချင်းငက်လေးနာကိုလှမ်းရက်တဲ့။မင်္ဂလာပါဖြိုင်းငက်လေးရဲ့။အိုးထူးဆန်းတဲ့ချင်းငက်လေးရဲ့။မင်းခုနေတဲ့တပင်ကြီးဟာချောက်သွင်းပြီးပြေဆုံးတော့မှဆိုတာမင်းမသိဘူးလား။သိပါတယ်ဗျာ။ ူကကျွန်တော်ရဲ့မိတ်ဆွေပါဒီတော့ပြိုင်းလေးကပြောတယ်ငါလာတဲ့အရက်မှာစိုအီးပြီးချုံမြနေတဲ့ရေတဖန်းသေးတွေရှိတယ်အဲ့ဒီတော့အုပ်ကိုမင်းငါ့နဲ့လိုက်ခဲ့ပါလားဒီတော့ချင်းညက်လေးဟာကျွန်တော်ဟာတောင်းဝင်တစ်ခုကိုဆောင်ရွက်နေရပါတယ်ဟောဒီကကျွန်တော်မိတ်ဆွေတပင်ကြီးကိုပြန်လည်ပြုစုနေရပါတယ် နောက်များမှာတော့အလယ်လာခဲ့ပါမယ်။ပြိုင်းကအရှုံးမပေးပဲသူ့ကိုထပ်ပြီးစီးရုံးမြက်နေ။ချင်းကလေးတင်လုံနေတာဘာများထိရောက်မှာမို့လို့လဲ။အနည်းဆုံးတော့ကျွန်တော်ဟာမခုတ်ကက်ခဲ့ဘူးဆိုတာကျွန်တော်ရဲ့မိတ်ဆွေတစ်ဖန်းမင်ကြီးအမတ်ရနေစီချင်းုံမှာ။ ဒီလိုမျိုးချင်းငှက်လေးနဲ့ဗျိုင်းတို့ဟာအပြန်လည်စကားပြောပြီးတဲ့အခါဗျိုင်းငှက်လေးဟာရုတ်တရက်ပြောက်ွယ်သွားပြီးကိုယောင်ကိုဝါတွေတောက်ပထွန်းလင်းနေတဲ့တကြားမင်းကြီးပုံရိပ်ပေါ်လာတယ်တကယ်တော့ဗျိုင်းလေးဟာတကြားမင်းကဗျိုင်းလေးရဲ့အယောင်ဖန်ဆင်းထားတာပါရှာမလာတဲ့သစ္စာတရားကို ပိုင်ဆိုင်နေငှက်ငယ်ပဲ မောင်ရင်ရဲ့သစ္စာရှိမှုကိုဂုဏ်ပြုတဲ့အနေနဲ့တောင်းစုတစ်ခုပြည့်စင်ရမယ်။ဒါကြောင့်ခြင်းငှက်ကလေးလိုရာစုတောင်းမှကွယ်။ပကြားမင်းကဒီလိုပြောတော့ခြင်းငှက်ကအခုလိုပြတ်မေးတယ်။ပကြားမင်းကြီးခမညာစုဟာတစ်ခုလေတောင်းလို့ရမှာလားခမညာ။ပကြားမင်းက တစုတည်းသာရမယ်လို့ပြောလိုက်ပါတယ်။ဒီတော့ကြီးညက်လေးဟာဤတဖန်းပင်ကြီးပြန်လဲစုပြေတာယာဝပြောပါစေဆိုတဲ့အရာကိုပဲသူဟာဆုတောင်းခဲ့တယ်။ဒီတော့တရားမင်းဟာ ပြုံးရွှင်စွာနဲ့ပြန်လဲပြောက်ွယ်သွားတယ်။အဲ့ဒီရက်ပိုင်းမှာပဲမိုးတွေရွာတယ်။ဦးလောင်နေတဲ့ရာတွေဥတုဟာ မိုးနှံလေးတွေမင်းလူအေးတွေနဲ့စိမ့် န်းနဲ့ရသည့်အဖြစ်ချက်ချင်းပြောင်းလဲသွားတော့တယ်။ပြာပုံအပြင်နယ်မီလောင်ပြင်မှာမြက်ခင်းကနုနုလေးတွေပြန်ပြီးထွက်လာတာပေါ့။ကျင်းငှက်လေးနဲ့ရေတဖန်မင်ကြီးတို့ဟာတရားမင်းရဲ့ကောင်းကြီးဆုလတ်ကို ကောင်းကောင်းကြီးသိကြတယ်။ချောင်းသွေးမင်းနဲ့သွားတဲ့ရေတဖန်းမင်းကြီးဟာတဖြည်းဖြည်းနဲ့ရွံ့မှုတွေဝေဝေဆဆပြန်ထွက်လာတယ်။ အကိုင်းခတ်တွေစိမ့်လန်းလာတယ်။အချိန်တန်ကြာပြီးတဲ့အခါရေတပန်းကြီးချွုံလေးတွေပါပြန်ပြီးသီးလာခဲ့တာပေါ့။ဒီလိုနဲ့ရေတပန်းမင်းကြီးဟာ အရင်လိုပဲငှက်တွေရဲ့တီးတီးတန်တွေစိမ့်လန်းတဲ့ရနှုတွေဝဝေဆဆာနဲ့ပြန်ထွက်လာခဲ့တာပေါ့။ ဲပုံမြင်လေးရတော့ဒါပါပဲကလေးတို့ရေကိုရဲ့တငယ်ချင်းမိတ်ဆွေပေါ်မှာဘယ်တော့မှတစ္ဆာမပြတ်ရဘူးเนาะအဲ့ဒီတစ္ဆာတရားဟာတစ်ချိန်တန်တော့ကောင်းကျိုးတစ်ခုပိုင်ဆိုင်ရမယ်ဆိုတာကလေးတို့ပိုင်ဆိုင်ရမယ်ဆိုတာကျင်းငက်ကလေးရဲ့ပုံမြင်လေးကိုနားထောင်ပြီးကလေးတို့သိရှိကြပါစေကွယ် ဆင်ပေးတာကျေးဇူးပါရှင်။